ဒီပီပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်အစ္စရေးနဲ့အီရန်တို့ဟာဇွန်လ16ရက်ညပိုင်းအထိအပြက်အလှန်ဆက်လက်တိုက်ခိုက်နေကြချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့အစ္စရေးဘက်ကဝင်တိုက်ဖို့အရေးချိန်ဆနေဆဲဖြစ်ပါတယ်။သတင်းတောက်တွေကမေးမြန်းခဲ့ရမှာထရမ့်ကကြုတ်ပါချင်လဲပါမယ်ပါချင်မှလည်းပါမယ်ကြုတ်ပါလို့မလဲဆိုတာဘယ်သူမှမသိနိုင်ဘူးလို့ဖြေကြားခဲ့ပါတယ်။ အစ္စရေးနဲ့အမေရိကန်ကအီရန်အဓိပတိဘာသာရေးခေါင်းဆောင်ကြီးအယာတိုလာခါမေနီကိုရှင်းလင်းပြစ်နိုင်ခြင်းနဲ့ပတ်သက်တဲ့သတင်းတောက်တွေရဲ့မေးခွန်းကိုမဆွေးနွေးလိုဘူးလို့ရုရှားသမ္မတဗလာဒီမာပူတင်ကညင်းဆိုလိုက်ပါတယ်။ဝန်ကြီးချုပ်ဖေထောက်ထန်းရှင်နဝတ်နဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ဖုန်းဆက်သွယ်ပြောဆိုမှုအသံဖိုင်ပေါက်ကြားခဲ့ပြီးမှဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေထွက်ပေါ်လာသလိုညွန့်ပေါအစိုးရထဲကအဓိကပါတီတစ်ခုလည်းနှုတ်ထွက်သွားပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။